အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်ကားကြောင်းလေးကတော့ဒီ Jetto ကနေထွက်ရှိထားတဲ့ Jetto Dashin 116T ဆိုတဲ့ model လေးပဲဖြစ်ပါတယ်ဒီ Jetto Dashin ဟာဆိုရင်ကျွန်တော်မြန်မာပြည်ကိုစတင်ဝင်ရောက်လာတာ2024လေးကနေစပြီးဝင်နေ2024လေးမှာသူစဝင်တဲ့အချိန်မှာသူစဝင်တဲ့ model က Jetto Dashin 115ပေါ့1500 cc နဲ့ဝင်နေ ဒီကားကတော့1.6ဖြစ်သွားပြီပေါ့နော်။ဒါ1.5 model ကတည်းက upgrade ထပ်ထွက်လာတယ်။နောက်ထပ်ထွက်လာတဲ့ model ဖြစ်တယ်ပေါ့နော်။အရင်ထွက်ရှိထားတဲ့1.5နဲ့အခုထွက်ရှိထားတဲ့1.6ဘာတွေခွာခြားလဲဆိုတာကိုကျွန်တော်အတူတူဖြေရှားကြည့်လိုက်အောင် ပထမဆုံးအနေနဲ့သူဒီရှေ့ရုပ်ကိုစကြည့်လိုက်ရင်ပေါ့နော်ရခင်115 model နဲ့ရှင်ရင်ပြောင်းလဲသွားတာကိုမတွေ့ရဘူးသူရဲ့ gray ပုံစံအားဆိုရင်ဒီကျွန်တော်တို့ဒီ borderless ပေါ့နော်အာ parametric gray ပုံစံလေးကို သုံးမိထားတယ်ဒီအပေါ်မှာဆိုရင်ကျွန်တော်တို့ LED ဒီ tanning light ပေါ့နော်ဒီ tanning light ကိုသုံးမိထားတယ်อืมဒီ tanning light အပြင်သူက second light ဆိုလည်းဟုတ်တယ်ပေါ့နော်အောက်မှာဆိုရင်တော့ LED projector လား helm ကိုနှလုံးပါတယ်ပေါ့နော် ပြီးတော့ရင်စကွာတာကဒီမှာစကွာတယ်1.5နဲ့1.6ပါကွာလဲဆိုရင်ဒီကောင်က frog pangan sasa နှလုံးပါတယ်1.1 1.6ပါဘောเนาะ frog pangan sasa နှလုံးပါတယ်ပြီးရင်ဒီ alert တက်တယ်မှာဆိုရင်ဟိုက90 camera ပါတယ်ပြီးအောက်မှာဆိုရင် radar ပါတယ်ဒီ radar ကလည်းကျွန်တော်တို့1.5 model မှာဆိုရင် မပါဘူးဆိုတော့ဒီအရှိယုတ်ကိုခြုံငုံကြည့်ရင်ရုပ်အားဖြင့်တော့1.5 model နဲ့တူတယ်ဒါပေမဲ့ ပွာချတာနှစ်ခုတွေ့ရတယ် frog pattern sensor ပါတာ ਨੇ ဒီ radar sensor ပါတာ ਨੇ ဘောနော်ဆိုတော့ကျွန်တော်ရှေ့ကတော့ဒီလောက်ပဲဘေးဘက်ကိုဆက်ကြည့်လိုက်အောင်ဘေးကိုဆက်ပြီးကြည့်လိုက်တာ ਨੇ သတိထားမိတာကသူ့ရဲ့ range size သူ့ရဲ့ range size ကဆိုရင်ကျွန်တော်တို့ next year ခင်ဒီ warm up five model နဲ့ပြောင်းလဲသွားရမှာနော်ရခင် warm up five model မှာဆိုရင်သူက16လက်မှတ်ကိုသုံးပြီးထားတယ်ယခု warm up six model မှာဆိုရင်တော့သူကလက်မှတ်20ကိုသုံးပြီးထားရပေါ့နော်ပြီးရင်ဒီကျွန်တော်တို့ဒီ ီပေါ့နော်အလွိုင်းရဲ့အလဲမှာဆိုရင်လည်းကျွန်တော်ချက်တော့လူကလေးကိုထည့်ပေးထားတယ်ကျွန်တော်ဒီပမ်းမှန်ပေါ့နော်ပမ်းမှန်မှာဆိုစင်စကနလိုက်ပါမယ်အောက်မှာငါ40ကင်မရာလေးပါမယ်ဒီအောက်မှာဆိုရင်ချက်တော့ပရိုဂျက်တာလိုက်မီလေးပါမယ်ပေါ့နော်ပြီးရင်တော့ဒီဒိုးဟန်နဲ့ဒိုးဟန်နဲ့ကလည်းကျွန်တော်တို့နောက်ပိုင်းကားလေးမှာပါတဲ့ပုံစံတိုင်းပဲဒိုးဟန်နဲ့ကလည်းအပြောက်ဖြစ်သွားတယ်ဟိုဒီ window frame နေ format ဆိုရင်လည်းသူကနီကယ်လေးထည့်ပေးထားတယ်ပေါ့နော်နီကယ်ထည့်ပေးထားတယ် ြီးအောက်ကိုဆက်ကြည့်မှဆိုရင်သူ body line အနေနဲ့ကအပေါ်မှာ line ပါတယ်အောက်မှာ line ပါတယ်အောက်မှာဆိုရင်တော့ fiber plastic သားလေးကိုတုံးပေးထားတယ်ပေါ့နော်ဟွန်း ground clearance လည်းမစိုးဘူးမြင်တယ်ပေါ့ feel ကိုကြည့်ရင်တော့ရှင်ရခင်15 model နဲ့ရှင်ရင်တော့ tire side ကလွဲပြီးကျန်တာပြောင်းလဲတာတော့မတွေ့ရဘူးอืมสออนาคตนี้เสร็จจิไล่อ่ะก็อนาคตจิไล่ยังตัวเดซายอ่ะส่วนยังดิสปอร์ต ပေါ့နော်စပော့ကားတွေကို inspire ယူထားတဲ့ပုံစံမျိုးဒီဇိုင်းမျိုးရတယ်အဲပေါ့နော်အဲ့ feeling မျိုးကို ကျွန်တော်ခံစားရတယ်အဲဆိုတော့ပြီးရင်တော့ဒီမှာဆိုရင် LED daylight ဒီ LED light ပေါ့နော် LED midi တွေအသုံးပေးထားတယ်အောက်မှာဆိုရင်လည်းသူကဒီလုပ်ပေးထားတဲ့ဒီဇိုင်းလေးတွေကတော်တော်လေးတော့ unique ဖြစ်ပါတယ်အဲပြီးရင်လည်းအပေါ်မှာသူက spoiler လေးပါတယ် spoiler မှာဆိုရင်ဒီမှာဆိုဒီ brake မီးပေါ့နော် brake မီးပါမယ် အဲပြီးရင်တော့ကျွန်တော်အလဲမှာဆိုရင်ဂျက်တော်ဆက်လုံးလေးပါမယ်ပြီးရင်တော့ဒီဘက်မှာဆိုရင် ကျွန်တော်တို့ dashing ဆိုတဲ့စာရန်လေးပါမယ်တော့ပြီးွားရင် အောက်မှာဆိုရင်သူကအဲ rare parking sensor ပေါ့နော် rare parking sensor အနေနဲ့သူက၄လုံးပါတယ်အဲဆိုတော့อืมဒီမှာလဲဒီအောက်ဆိုရင်တော့ plastic fiber တအားသုံးပေးထားတယ်အောက်မှာဆိုရင်အိဆိုကတော့ဂျူရယ်အိဆိုပါ အနောက်ကိုခြုံငုံကြည့်ရင်တော့မောမဖိုက်မော်ဒန်နဲ့ရှင်အနောက်ကပြောင်းလဲသွားတဲ့အရာတော့မတွေ့ရဘူးဗျ။အတူတူပဲပဲပေါ့နော်။ဒါပေမဲ့နောက်ရုပ်ကလေးကဒီကျွန်တော်ဒက်ရှင်းကြောင်းကိုပဲပြောမဆိုရင်နောက်ရုပ်ကလေးကချစ်ဖို့ကောင်းတဲ့ပုံစံလေးဗျ။သူ့ပုံစံလေးကတော့ကျွန်တော်နောက်ဖုန်းလေးဖွင့်ကြည့်လိုက်အောင်။နောက်ဖုံးမှာဆိုရင်လည်း तू อ่ะ power ticket ပါတယ်ပြီးရင် तू ရဲ့ဒီ तू อ่ะ crossover disease အနေနဲ့ဗောနော cargo space အနေနဲ့ကလည်း ဟိုဒါချင်းတဲ့ထဲမှာမပါဘူးဗျ။အော်ဆို luggage 음ကြီးနှလုံးသုံးလုံးသုံးလုံးလောက်ကတော့ဆန်တယ်။အာပုံမှန်ဆိုရင်ဒါရင်းလေးလေးပါမယ်။ဘောနော်။음အောက်မှာဆိုရင်တော့ကျွန်တော်တို့ spare wheel တို့ပါတော့ပါမှာပေါ့နော်။ဒီအောက်မှာဆိုရင်ဘောနောက်ခံကာကို space လဲ음ဒါချင်းတဲ့ထဲတော့မပါဘူးဗျ။ဆိုတော့ကျွန်တော်အတွင်းငန်းလေးဆက်ကြည့်လိုက်အောင် ျွန်တော်အတွင်းကိုစထိုင်လိုက်တာ ਨੇ စပြီးတော့ကျွန်တော်တတိထားမိတာကတော့ဒီထိုင်ကုန်တွေပဲပေါ့နော်ထိုင်ကုန်တွေကတော့ဟော is ဖြစ်တယ်ဒါကလည်း115 model နဲ့ပြောင်းလဲအရာတော့မဟုတ်ဘူးစပြီးတော့တတိထားမိတာပြောင်းလဲတဲ့အရာသူ့ရဲ့ infotainment screen ပြသူ့ရဲ့ infotainment screen က15.6လောက်မှဖြစ်သွားတယ်ဆိုတော့ငကိုရခင်115 model ရဲ့ screen size ကတော်တော်လေးကြီးသွားတာကိုတွေ့ရတယ်အဲအခုအတင်က 15စစ် model ကိုကြည့်ပြီးသားဆိုရင်လေ15 model infotainment screen ကိုကြည့်ရင်တိုးတော့မှာမဟုတ်ဘူးဗျအဲ့ဒါတော့သိကြတယ်။ဘာလို့လဲဆိုတော့ဒီ15စစ် model ကတော်တော်လေးဒီ infotainment screen ကကြည့်ရတာအာကိုယ့်အတွက်ပို့ပြီးတော့ဟိုပို့မိုက်တယ်ဆိုတဲ့ feeling မျိုးကိုခံစားရတယ်ဗျ။ အဆိုလားဘိတ်ဆွေဒီ voice model ကိုကြည့်ပြီးသွားလို့ရှင်15 model ရဲ့ screen ဒီ infotainment screen ကတော်တော်သေးတယ်ဆိုတဲ့ feeling မျိုးကိုခံစားရမှာဗျာပြီးတော့ဆိုနောက်တစ်ခုသတိထားမိတာဒီနေရာဒီနေရာမှာဆိုရင်သူကလုံးဝကျွန်တော်တို့ဒီ amber boat ထားတဲ့နေရာပေါ့နော်တင်လက်တင်နေရာမှာဆိုရင်လုံးဝပြောင်းလဲသွားတယ်ငါက15နဲ့ငါက15ကဒီမှာဆိုရင်သူက gear ran ပါတယ်ဗျာဒီကားမှာဆိုရင်သူက gear ran မပါတော့ဘူးအဲဒီမှာဆိုရင် gear ran ကဒီမှာ အာပတာဒီဟန်ဂီယာသဘောမျိုးဖြစ်သွားတယ်ဗောနော်ဟောပြီးရင် wireless charger ကတော့ဒီရောက်သွားတယ်ရခင်က wireless charger ဒီအောက်မှာအခုကတော့ wireless charger ဒီရောက်သွားတယ်ဗောနော်ကာကိုစပိတ်အနေနဲ့ပူချေသွားတယ်ဗျာပုံဝင်လင်းပြောရအောင်ဟောဒီမှာဆိုကက်ဟိုကာကိုစပိတ်အနေနဲ့ကက်ဟိုတာဒီမှာနှစ်ပေါက်ပါတယ်ပြီးရင်ဒီမှာဆိုရဲ emerald ပေါက်ပါတယ်အဲ emerald ပေါက်တော့မဆိုးဘူးရခင်အတိုင်းမှာတော်တော်နဲ့တယ်ကိုပေါက်လေးလည်းပါတယ်ဆော့ အဲ့ဒီမှာဖြစ်တော့ရတဲ့အတွက်ကောက်ကိုစပင်ကဒီအောက်မှာပါထက်ရသွားတာဗျာအဲ့ဒါတော်တော်လေးမိုက်တယ်အာဘောဖိုင်မှာဆိုရင်ကာဂိုစပေးရာဒီနေရာမှာဒီကောင်းတော့မရဘူးဗျာဆိုတော့အအောင်မှာဆိုရင် USB ပေါ်ပါတယ်အာနောက်ပြီး Type C 60 watt fast charging ပေါ်ပါတယ်ဗောနော်ဒါကတော့တူတယ်ပေါ်ပါတူတယ်နောက်ကွာခြားတာဒီနေရာဒီနေရာအသားက ကျွန်တော်15 model မှာဆိုရင်တွာဒီ dashboard ဒီနေရာအသားလေးကဒေတာအသားလေးပေါ့နော်တွာဒီ16 model မှာဆိုရင်တော့တွာရှမ်းပွိုင်းသားလေးဖြစ်သွားရဲ့ဗျဒီနားမှာဆိုရင်သူလုတ်ပြထားတဲ့ဒီအထက်ပုံစံလေးတွေကတော်တော်လေးဟိုမိုက်တယ်ဗျဟိုပြောမှဆိုရင်အဲတိတိတတတည့်ရတယ်ဗျအရင်တတည့်ရရခလေးလုတ်ပြထားခန်းစားချက်မျိုးရတယ်ဗျအပေါ်ပိုင်းကတော့အတူတူပဲအဲကျွန်တော် လေသာသားပဲသုံးဝေးထားတာအော်ဒီမှာဆိုရင်လည်း ambient light ဘာညာပါမယ်ဒါတွေကတူတယ် now ဒီကားမှာဆိုရင်အဲ voice command ပါမယ်ဒါဒီဒီ chat တွေလည်းအတူတူပဲအဲမတူတာကသာပြီးတော့နောက်ထပ်တစ်ခုမတူတာကဘာမတူလဲဆိုရင်ကျွန်တော်ဒီ infotainment screen ထဲမှာပြောမှာစင်ဒီကားမှာက sim motor နှလုံးပါတယ်ရခင်ကားမှာလည်း sim motor နှလုံးပါတယ်ဒါပေမဲ့ဒီကားမှာကတော့ sim motor က memory ပဲပါသွားတာ sim memory ပဲပါသွားတာဗောနော်အော်ထိုင်ကုန်အပူအေးလည်းဒီကားမှာပါတယ် အဲ AC အနေနဲ့လည်းဒီကောင်ကဟောကျွန်တော်ဂျူရယ်ဆုံးဖြစ်တယ်အဲ AC ဟာဂျူရယ်ဆုံးဖြစ်သွားရယ်ဗောနော်ဟော wifi မှာဂျူရယ်ဆုံးတော့မဖြစ်ဘူးဗျဟုတ်ကျွန်တော်ပြောဖို့မေ့သွားလို့ sorry ဒီနေရာမှာနေဒီကောင်ရှမ်းဝိုင်းဖြစ်တာမဟုတ်ဘူးကျွန်တော်ဒီဒိုးပန်နေဒီမှာအစရှမ်းဝိုင်းဖြစ်သွားတာအာငကူမော်ဒန်နဲ့ရှင်ဗောနော်ရှမ်းဝိုင်းဖြစ်သွားတယ်ပြီးသွားရင်ဒီခြေကျော်မှာဆိုရင်ဒီကောင်ကမီးပါတယ်ဗောနော်ခြေကျော်မီးပါတယ် တာတော့1 5နဲ့1 m 6နဲ့ကွာချချက်ပေါ့ဒီကားမှာဆိုရင် AC အနေနဲ့လဲကျူရယ်ဆုံး climate control ကကျူရယ်ဆုံးဖြစ်တယ်ပြီးရင်ဒီမှာ fan speed အတိုးချဲ့ဘာညာရတယ်ပြီးွားရင်ဒီကျူရယ်ဆုံးကလေ1 m 5မှာဆိုမဖြစ်ဘူးဗျနောက်ဒီမှာကျွန်တော်အရှိမပြောခဲ့သလိုပဲအဲဘောနော်ကျွန်တော်ဒီဟိုဟာစီမှာဆိုရင် သူက memory မှာပါသွားပြီပေါ့နော် driver seat memory ဒါက115မှာပါတဲ့အရာတွေပြီးရင်ဒီမှာ halon on off တွေ ambient lights တွေနောက်ဒီပြီးသွားရင် forward collision ပါတယ် lane departure ပါတယ် blind spot ပါတယ်အဲပေါ့နော်ဒီဟာတွေကတော့လုံးဝကျွန်တော်တို့ ဟိုရခင်ကား model နဲ့အတူတူပဲ automatic lock ကြတာတွေ car condition TPMS tire pressure monitoring ပြတာတွေဟာအစပြောင်းလဲတယ်နောက်ပြောင်းလဲသွားတာကသူက gear run ကဒီရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်မီးဖွင့်တဲ့ခါကျရင်ဒီရောက်သွားတယ်ဗျသူကမီးကိုဒီ infotainment screen ထဲမှာလာဖွင့်အောင်ပါဘောနော်အပေါ်မှာဆိုရင်ဒါမီးကြီးဖွင့်ပိတ်တွေ auto hold function တွေနောက်ဒီကျွန်တော်ဒီ land choice အင်း ဟိုဟာ slip ဖြင့် train ပြီး traction control တွေ history control တွေပေါ့နော်နောက်ပြီးွားရင်ဒီမှာဆိုရင် data pressure နဲ့ပတ်သက်တဲ့ဟာတွေဒါအပေါ်ကဒီကျွန်တော်ဘတ်မန်ဒီ ram error ကို adjustment လုပ်တဲ့ဟာပေါ့နော်ဆိုတော့ပြီးရင်နောက်ထူးခြားသွားတာကဒီမှာဒီကောင်ကလေဒီကျွန်တော်ဘတ်ထိုးလိုက်ရင်ဗျာ ram error တွေကအောက်ကို site ပြီးအောင် automatic review mirror folder once အာ lock ပေါ့နော်အဲဒီဟာဒီပေါ့နော်အဲ့ဒါတွေရတော့ပို့သွားတယ်ပေါ့နော်နောက်ဒီကားမှာဆိုရင်လေ Android Auto Apple CarPlay ပါတယ် 음ဒါလည်းတူတူပဲဆိုတော့ infinite submarine ထဲမှာကွာခြားလာပါကွာခြားလဲ duration ဖြစ်တာကွာတယ်ပြီးရင်အာကျွန်တော် sim memory ပါတာကွာတယ်음ပြီးသွားရင်အာကျွန်တော် infinite submarine site ကြီးသွားတာဖြစ်သွားတယ်နောက်ပြီးမိကြီး variety ဒီထဲမှာဖွင့်သွားတာပေါ့နော်ဆိုတော့ဒါ1.5နဲ့1.6ကွဲအရာလေးပေါ့နော်ပြီး steering back ကိုလှည့်လိုက်အောင် steering မှာတော့လုံးဝပြောင်းလဲသွားတာမတွေ့ရဘူး15 model နဲ့ရှင်ကတော့ပြောင်းလဲသွားတာဒီ gear ran ပဲ gear ran ကဒီရောက်သွားတယ်ဒါတချို့လူတွေကတော့ gear ran ကိုဒီရောက်တာကိုမကြိုက်ဘူးပြကျွန်တော်အနေနဲ့ကတော့ကျွန်တော်ရဲ့ personally အရာကတော့ကျွန်တော်က gear ran ကိုဒီလို gear ran ကိုကြိုက်တယ်ဒီလိုသွားထိုးနေစရာမလိုဘူးဗျာကျွန်တော်ဒီတိုင်းမထိုးမယ်ဗျာ အပြင်းပြအော်ဒီလိုတကူးတကသွားထိုးစရာမလိုဘူးဗျအဲ့ဒါကိုကျွန်တော် personally ကြိုက်တယ်ဒါတော့လူတိုင်းကြိုက်ချင်မှကြိုက်မယ်ဒါကျွန်တော်အကြိုက်ကိုကျွန်တော်ပြောပြတာပေါ့နော်အော်ဒီဒီအရှိက digital cluster မှာဆိုရင်လည်းဒါအရှိကျော်ရောက်ခင် model နဲ့ပြောင်းလဲသွားတာမတွေ့ရဘူးအဲဒီတိုင်းပဲအာရိုးရှင်းရှင်းလေးပဲဒီထက်မှာတော့ဒီ resolution လည်းတော်တော်လေးကောင်းပါတယ်အဲဒီထက်မှာဘာကြီးကြည့်လို့ရလဲ fuel consumption တွေဘာတွေအဲ trip တွေပတ်သက်တဲ့ဟာတွေထားကြီးအကုန်ကြည့်လို့ရမယ်ပေါ့နော်ဆိုတော့ ပြီးတော့နောက်မှဒီကောင်မှာကွာချတာက speaker speaker ကသူက Sony speaker ဖြစ်သွားပြီပြီးတော့ရင်ဒီမှာမြင်ရတာမသိဘူး air purification နဲ့ကျွန်တော်တို့ outside temperature ကို digital display လေးနဲ့ဒီမှာပြပေးထားတာဗျာအာဆိုတော့ဒါက warm up model မှာမပါဘူးဗျာတော့အတန်ထွက်နေ speaker အတန်ထွက်လဲကောင်းနေမှာ warm up model ထက်ရှင်ရင် speaker အတန်ထွက်လဲတော်တော်လေးတိတိသားတိုးတက်လာတာတွေ့ရတယ်อืมဆိုတော့ကျွန်တော်နောက်ခန်းလေးထိုင်ကြည့်လိုက်အောင် နောက်ခန်းမှာဆိုရင်လည်းကျယ်တယ်တော်တော်လေးကျယ်နောက်က speed ကိုရတယ်အာနောက်ခန်းမှာပြောင်းလဲသွားတဲ့အရာလည်းဒီကာပါပဲဗောနော်ဒီ door side ကာပါအာသူကလည်း shampoo ဖြစ်သွားတယ်ဗောနော်အော်ဒါပြောင်းလဲသွားတဲ့အရာလေးဗောနော်အော်ပြီးမှရင်အော်ဒီအနောက်မှာဒီ aircon pump ပါတယ်မယူစီဘောပါတယ်ဒါတွေကတော့15 model အတူတူပဲအဲဒီကမှာ air pump အနေနဲ့6လုံးပါတယ်ပြီးရင်ဒီကမှာ panoramic sunroof လည်းပါတယ်ဆိုတော့ဒီဒီမှာပြတော့လေသူကြဒီ ်နင်းရမှဆိုရင်ချိတ်ကလေးတွေနဲ့ပါတယ်သူကပစ္စည်းတွေပါအကဲမိတ်ဆွေအင်းနဲ့ချိတ်ချင်တယ်ဆိုတော့ချိတ်လို့ရတယ်ဗျာပြီးရင်ဒီနေရာမှာလည်းအော်မိတ်ဆွေအင်းနဲ့ဖက်ပစ္စည်းတွေပါထက်လို့ရတဲ့ဟာလေးပါတယ်တော့နောက်ခံမှာဆိုရင်ကျွန်တော်အနေနဲ့ကွာချတာဝမ်မစနဲ့ကွာချတာတွေ့ရတာကကျွန်အနေနဲ့ဒီဒိုးပန်နဲ့ရှမ်းဝိုင်းဖြစ်တာလွင်တော့ကျွန်တော်ပြောင်းလဲတာမတွေ့ရဘူးဆိုတော့ကျွန်တော်တက်စရာလေးမောင်းကြည့်လိုက်အောင် ဒီကားရဲ့အင်ဂျင်ပါဝါဆိုရင်ကျွန်တော် 1600cc တာဘိုချက်အင်ဂျင်မျိုးစားကိုသုံးပေးထားတယ်။ Transmission အနေနဲ့ 70cc မျိုးစားကိုသုံးပေးထားတယ်ပေါ့နော်။ဆိုတော့ horsepower အနေနဲ့190 horsepower ထွက်တယ်။ဆိုတော့အဲ့ဒီအပိုင်းမှာတော်တော်ကွာဝါတယ်ဝမ်မော့ဖိုင်နေရှင်။ဝမ်မော့ဖိုင်ကကြတော့150ကျော်ပဲထွက်ပြီဒီကောင်190ထွက်တယ်။ gear တစ်ချက်ပိုတယ်။မောင်းလာတာမှာတီးတသား response နေ engine response transmission transmission response ပိုကောင်းလာတယ်ပိုတိတိတာတယ်ပေါ့နော်။ နော် free concession ကတော့မကွာဘူးဗျ one final 150အဲ့လောက်ကြီးမကွာဘူးပြီးရင်အပြင်တန်းကမကြားသလောက်ပဲอืมတာယာတန်းတော့တာယာ noise တန်းတော့နည်းနည်းရှိတယ်อืม boilo ကတော့နည်းနည်းတော့ဟိုဖြစ်တယ်ပေါ့နော် so ပြီးရင် suspension ဘိုင်းကတော့ crossover design အနေနဲ့တော့အာမဆိုးဘူးလို့ပြောရမှာပေါ့နော်မဆိုးဘူးပေါ့နော်အာပြီးရင် handling mind လဲအားရတယ် handling mind မှာလဲအင်း CRM ကချစ်ချစ်လေးလေးကလေးနဲ့ handling mind လဲအားရတယ်ပေါ့နော်ဆိုမောင်းရဖီလင်းမှာ more fighter မိုက်တယ်ဆိုတော့ဒီကနေ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ညီကုန်းချောင်းအောင်ဆိုရင်ကျွန်တော်ဒီရခင် warm up fight ဒီ model နဲ့ဒီယခုဒီ warm up city model နဲ့ဆိုဘာတွေကွာလဲဆိုရင်ရှေ့ရောက်မှာဆိုရင်ကျွန်တော်တို့ parking sensor ပါတာကွာတယ် နော် radar ပါတာခွာတယ်နော် radar ပါတဲ့အတွက် cruise control ကလည်း attractive ဖြစ်သွားတာခွာတယ်ပြီးတော့ရင် sony speaker ဖြစ်သွားတာခွာတယ်နောက်ပြီးရင်ကျွန်တော်ဒီဒိုးပန်လေးဒိုးဒီပန်လေးမှာကျွန်တော်တို့ရှမ်ဝိုင်းဖြစ်သွားတာကြွားတယ်။အဲနောက်ပြီးသွားတဲ့ခါကျရင် infotainment screen ကြီးသွားတာလို့စီမံမော်ရီပါသွားတာလို့ dual climate control ဖြစ်သွားတာလို့ ။နောက်ဒီ transmission မှာကျွန်တော်တို့ gear တစ်ချက်ပိုသွားတာတို့နောက် horse power ပိုများလာတာတို့ဘိုင်းမှာတော်တော်လေး improve ဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ဒီ feature ပိုဆောင်လာတဲ့အပြင် performance ဘိုင်းမှာလည်းပိုကောင်းလာတယ်ပေါ့နော်။ဒီကားကိုဝယ်မယ်ဆိုရင်ကျွန်တော်အနေနဲ့ကတော့အော်ဒီ116 model ရရခင်115 model ထဲ improve ဖြစ်လာတဲ့အပိုင်းတွေမှာတော်တော်လေးအားရတယ်ဆိုတော့ကျွန်တော်ဒီ video လေးကိုဒီမှာပဲအဆုံးသတ်ပါရစေနောက် video မှာတွေ့ရပါဘော